ဖာကံမြို့နယ်စိတ်မှုကျွရအောက်စုနယ်လုံကင်းကျွရအောက်စုအကြရှိကံကံစုပေါင်းမြေစာပုံပြိုကျခဲ့မှုဟာထပ်မံပြိုကျနိုင်တဲ့အနေအထားကြောင့်နှိမ့်မြုပ်ပျောက်ဆုံးနေတဲ့သူတွေကိုရှာဖွေဖို့ခေတ္တရပ်ဆိုင်းထားတယ်လို့သိရပါဗျ အဲ့ဒီမြေစာပြိုကျမှုဖြစ်စဉ်မှာဒီဇင်ဘာလ28ရက်နေ့ညနေ9နာရီအချိန်ကဖြစ်ပွားခဲ့ခြင်းဖြစ်ပြီးအဆိုပါပြိုကျတဲ့နေရာကိုကန့်ခတ်စုပေါင်းမြေစာပုံမှတစ်သုံးလုံးမြေစာပုံလို့ခေါ်ဆိုကြကြောင်းပြိုကျတဲ့ဖြစ်စဉ်မှာကုမ္ပဏီမှမြေတည်ရင်တစည်းလဲပါဝင်ခဲ့ကြောင်းနင်းမြုပ်ပျောက်ဆုံးနေသူအရေအတွက်မှာအတိအကျသိရှိနိုင်ရန်ခက်ခဲ့ပြီးလက်တလောအချိန်ဒီမှာတော့လူပျောက်စည်းရေးများကောက်ယူနေရလို့သိရပါဗျာ ်လက်ရှိချိန်မှာပျောက်ဆုံးသူ2ဦးသာဆင်းရဲရထားကြောင်းနှမြုပ်ပျောက်ဆုံးနေတဲ့သူတွေကိုဒီဇင်ဘာလ29ရက်နေ့နနက်ပိုင်းကရှာဖွေခဲ့ပေမယ့်ထပ်မံပြိုကျနိုင်တဲ့အနေအထားကြောင့်ရန်နာထားခဲ့ကြောင်းနဲ့ဆက်လက်ရှာဖွေမှုပြုလုပ်သွားရန်စီစဉ်နေပြီးဘဟိုး6စီအားရှာဖွေရန်အရန်တင့်လုပ်ထားတယ်လို့သိရပါဗျာ။ ဒီကနေ့ဒီဇင်ဘာလ29ရက်နေ့နနက်ပိုင်းမှာနနက်၈နာရီမှ10နာရီအထိရှာဖွေခဲ့ကြောင်းရှာတဲ့နေရာဟာမြေစာလျှောဆောက်တဲ့60ဒီဂရီအနေအထားဖြစ်ပြီးရှာဖွေသူတွေအတွက်အန္တရာယ်ရှိတဲ့အနေအထားဖြစ်တဲ့အတွက်ခိတရက်ဆိုင်ထားကြောင်းနဲ့လူသေမှုနဲ့ပတ်သက်ပြီးကောလာဟာလာတွေထွက်နေပေမယ့်နှစ်ယောက်စာပဲစိတ်ရင်းရထားတယ်လို့ဖားကတ်မြို့နယ်အုပ်ချုပ်ရေးမှူးဦးကျော်စောအောင်ကပြောကြားပါရယ်အခုလိုစွန့်ပစ်မြေစာပုံပြုတ်ကျရတဲ့အကြောင်းရင်းမှာကုမ္ပဏီတွေအနေနဲ့တတ်မှတ်ထားတဲ့စီကံချက်တွေနဲ့မညီပဲမြေစာစွန့်ပစ်ခြင်းကြောင့်ဖားကတ် ွင်းနယ်အတွင်းရှိစွန့်ပစ်မြေစာပုံအလုံးဟာစီကံကြံနဲ့မညီဘဲလှုပ်ဆောင်ထားကြောင်းပြည်သူ့လွတ်တော်ကိုယ်စားလှယ်ဦးတင်စိုးကပြောကြားပါရယ် နစ်မြုပ်ပြောက်ဆုံးနေသူစရင်အားအတိအကျသိရှိနိုင်မှုခက်ခဲနေပေမဲ့လည်းမျက်မြင်ကြုံတွေ့ခဲ့သူတွေကတော့ရေမစေးကြောက်ရှာဖွေသူ90ဦးထက်မနည်းနစ်မြုပ်သိဆုံးနိုင်တယ်လို့ခန့်မှန်းနေကြပါတယ်။အခုပြောကြားမှုဖြစ်ပေါ်ခဲ့တဲ့ကန့်ခတ်စူပေါင်းမြေစာပေါ်ဟာ2015ခုနှစ်ကလည်းလူရချီသိဆုံးမှုဖြစ်ပေါ်ခဲ့ပြီးမကြာခဏပြောကြားမှုဖြစ်ပေါ်နေကြောင်းအခုလိုပြောကြားမှုတွေမကြာခဏဖြစ်ပေါ်နေပေမဲ့လည်းသက်ဆိုင်ရာမှာစက်မှန်နိုင်ခြင်းမရှိပဲမြေစာပေါ်ကိုလှေကားတဲ့ပုံစံမစွန့်ပစ်ခဲ့တဲ့အတွက်အခုလိုထပ်မံပြောကြားမှုဖြစ်ပေါ်ဖြစ်တယ်လို့သိရပါတယ်။ everybody.